်မင်္ဂလာပါကျမတော့ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စစ်ကောင်စီကစကိုင်းတိုင်းကလေးမြို့နယ်ကကြေးရွာ600ရွာကို3ရက်ဆက်တိုက်လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ၈ယောက်သေဆုံးထားတယ်လို့ DV ကတွိတ်ဆောင်ခွင့်ရခဲ့တဲ့မြေပြင်ဒေသခံတွေကပြောကြပါဗျာ။ ။စစ်ကောင်စီကဧပြီလ25ရက်နေ့ကနေ28ရက်နေ့အထိကလေးမျိုးနယ်ကနှက်ချောင်းရွာ၊နှက်မြောင်းရွာ၊တန်ဖိုးရွာ၊ကြော်ရွာ၊အောက်ချမ်းသာရွာနဲ့မှန်တော်ရွာတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာပါ။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တန်ဖိုးရွာကဒေသခံ3ယောက်၊နှက်ချောင်းရွာကဒေသခံ4ယောက်နဲ့နှက်မြောင်းရွာကဒေသခံ1ယောက်သေဆုံးခဲ့ပြီးဒေသခံအရက်သား20ကျော်ထိခိုက်ဒဏ်ရာရှိထားတယ်လို့အဲ့ဒီရွာကဒေသခံတွေက TV ကိုပြောပါရတယ်။ ်အောင်ချမ်းသာရွာမှာဆိုရင်စက်ကောင်စီကကြေးရွာကဖုံးကြီးเจ้าကိုလေချောင်းကတိုက်ခိုက်ခဲ့တာကြောင့်ကြေးရွာကဖုံးကြီးပါမကြမ်းတင်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်ရှင်တနင်္သာရီတိုင်းဘိတ်ခရိုင်ကျွန်းစုမြို့နယ်မှာဆက်လီတွေကိုစစ်ကောင်စီကစမ်းအိတ်90ထပ်ပို့ပြီးတင်ဆောင်ခွင့်မပြုဘဲစစ်ဆေးတွစ်ရှိခဲ့တဲ့အခါဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါရယ် ကျိုးစုမျိုးနယ်အတွင်းမှာရှိတဲ့ကြေးရွာအုပ်စုတွေမှာဧပြီလပထမအပတ်လောက်ကစပြီးတော့ဆိုင်းရီတင်ဆောင်လာတဲ့ဆက်လီတွေကိုစစ်ဆေးတင်ကြပ်မှုတွေလှုပ်ဆောင်လာတာတွေ့ရတယ်လို့ကံမော်ကြေးရွာအုပ်စုမှာရှိတဲ့အမျိုးသမီးတယောက်ကပြောပါရယ်။အခုနှစ်မတ်လလောက်ကစပြီးကျိုးစုမျိုးနယ်မှာရှိတဲ့ကြေးရွာတွေဘက်မှာစစ်ကောင်စီနဲ့ပြူစောတီတပ်တွေပူးပေါင်းကစစ်သည်မော်တွေအပြင်ဆက်လီငယ်တွေနဲ့အတူလှုပ်ရှားသွားလာနေပြီးကြေးရွာတွေထဲကိုလည်းစစ်ကြောင်းထိုးသွားလာနေကြတယ်လို့ဒေသခံတွေကပြောပါရယ်။ ။ဧပြီလ9ရက်နေ့ကကျွန်းစုမြို့နယ်မဲတော်ကြီးရွာကဆန်အိတ်တင်ဆောင်လာတဲ့ဆက်လေတကြီးကိုချောင်းကြီးဝရွာဘက်မှာစစ်ကောင်စီရေတပ်ကထိန်းသိမ်းလိုက်ပြီးတော့လေပိုင်ရှင်ဖြစ်သူကို PDF တပ်ဖွဲ့တွေစီကိုရိတ်ခါထောက်ပံ့တယ်လို့ဆွဆွဲဖမ်းဆီးခဲ့ကနောက်နေ့ရက်အကြာမှာလေပိုင်ရှင်ပြန်လွတ်လာခဲ့တယ်လို့ဒေသခံတယောက်ကပြောခဲ့ပါတယ်ရှင်။ ကျောင်းဆယ်မျိုးကငလင်တန်တင်းခဲ့တဲ့သူတွေတဲကအခြေခံလူဒန်းစားတွေကိုကမ့်နေမှာနေထိုင်စေပြီးစားတောက်စီအခမဲ့နဲ့အလောက်ကန်အခွင့်အလမ်းတွေဖန်တီးပေးထားတယ်လို့လူမှုကူညီကဲဆယ်ရေးတင်းတာဝန်ရှိသူကပြောပါတယ်။အောက်ခံတင်ပေးပို့ထားပါတယ်ရှင်။စကိုင်းနိုင်ကိုကိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်ကြောက်စံမြို့မှာနေအိမ်ဆောက်ဦး149လုံးဝလုံးဝပြိုကျခဲ့ပြီးတစ်မျိုးလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ် ကျောက်ဆင်မြို့မှာငလင်းတန်းကြောင့်ဒေဆုံးသူ၁၈၀ယောက်ဒဏ်ရသူ၂၀၀ကျော်ကယ်ဆယ်နိုင်ခဲ့ပါတယ်အခြေခံလူတန်းသားတွေကကျွန်တော်တို့ဟာဟိုဟာကန်တဲတွေတွင်းလာတယ်ကြာမြစ်တာမြစ်တာရိတ်မွန်ဟိုဟာတင်းနှစ်တင်းနှစ်ကလူကြီးအယောက်တရာပေါ့လူကြီးတရာမဟုတ်အိမ်အောင်စုတရာပေါ့နော်ဟုတ်ဟောမြစ်တာရိတ်မွန်တင်းနှစ်ပေါ့သူတို့ကသူတို့ကပူတော်ကောင်းကြီးဗျာအလုံးစုံအလုံးစုံကောင်းတယ်အလုံးစုံကောင်းတယ်ဆိုတာပြောပြတာဒီအခုအဲ့ဒီမှာသူတော်ရေးနေရမှာလာပြီးတော့ တချို့အိမ်အလုံးလိုက်လူသားတွေရှိတယ်။နောက်ပြီးတော့ကြာလေဒီဟိုဟာလေမြစ်တာဘုံဘုံရာအာဘွယ်စည်းရလေသူတို့ကလေဒီလူတွေရဲ့အခုလာနေတဲ့အိမ်အောင်စုတရားသာတရားအတွက်ကိုသူကနေတိုင်းဟိုဟာရှိတယ်။ဟိုစားကြောက်စီအလုံးဝအခမဲ့နော်ပြီးတော့ကြာအလောက်ကင်ဖွင့်လန်းနေလဲပြေးထားတယ်။သူတို့မှဝင်ဝင်ရှိတယ်။ဟိုပြောရရင်အခုအချိန်ကတော်တော်လေးတို့သူတို့လည်းဟိုဟာကောင်းနေရဗျ။ခက်ခဲရတော့သူမရှိတော့တော့ဘူးဗျ။ ငလင်နယ်နှင့်ပြည်သူတွေကိုပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီကထောက်ပံ့တာမရှိသေးပါဘူး။ဒါအပြင်ကြန့်ရှိနေတဲ့ခြေကန်လူတိုင်းသားတို့ချို့ကကိုယ့်အစီအစဉ်နဲ့ကိုနေထိုင်သူတွေလည်းရှိနေပါတယ်။လူတိုင်းကိုယ့်အိမ်လေးနဲ့ကိုပြန်ပြီးပိုင်ဆိုင်စီခြင်းတယ်လို့ကြောက်စင်မြုပ်ကန်တွေကပြောပါတယ်။ဘာလို့ရမှာဆိုတော့အဓိကပတ်စံပေါ့ပတ်စံရှင်တော့အကုန်အိမ်ကြီးဘာညာကြီးလဲအကုန်ဆောက်လို့ရမှာပေါ့ဆောက်ဝင်နေရေးတယ်။အဲဒီလိုပဲအခု ချီငါပြီးတော့ပဲအဲ့လိုပဲလောက်ရတာပေါ့မလောက်လို့လည်းမရဘူးလေနော်အချီငါလို့ရတဲ့သူလည်းရှိသလိုချီငါလို့မရတဲ့သူလည်းရှိမှာပေါ့ဒါတော့အနည်းနဲ့အများအဲဘလို့ဖြစ်တဲ့ကျွန်တော်ဆိုလူတိုင်းကိုယ်အလေးနဲ့ကိုပြန်ပြီးတော့ပိုင်ဆိုင်နေကြတာပေါ့ဒါတော့မဖြစ်နိုင်မှန်းတော့သိပါတယ်ကျန်တဲ့သူတို့ကလည်းဒီလိုပဲဟိုဟာဖြစ်ရတာနီးစက်တဲ့အိန္ဒိယမှာပေါ့ဒီတောင်ပြီးတော့အလူနီးစက်တဲ့လူလေးနေကြရရှင့်ဟုတ် မြန်မာနိုင်ငံမှာအင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်စုစုပေါင်းတည်ဆုံသူအရေးအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာရသူ10000ကျော်ငလျင်ဝေးသိမ့်သူ39000ကျော်ရှိခဲ့ပြီးနေအိမ်ဆောင်9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DBP ကဧပြီလ16ရက်နေ့ထိစူးစိရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်ကျွန်တော်အောင်ခန့်ပါရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်ကယန်းဒေတာ တိကျရွာနာမှာရှိတဲ့မြင်းမထီတောင်မှာကရမ်းပြည်သက်ပါတီဥက္ကရာပိုင်နဲ့လေးဝင့်ကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီးအကြီးစားတက်ထုတ်တူဖို့ကိုလှုပ်ဆောင်နေပါတယ်။အဲလိုလှုပ်ဆောင်ရမှာဒေတာကန်တွေရဲ့တဘောထားဆန္ဒကို တွဲဆောင်ညှိနှိုင်းမှုမရှိတာ၊ပွင့်လင်းမြင့်တာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိတာအပြင်တဘောဝပတ်ဝန်းကျင်တွေလည်းကြီးကြီးမားမားထိခိုက်ပျက်စီးနိုင်တာကြောင့် ဌာနေတိုင်းနာပြည်သူတွေကကန့်ကွက်နေကြတာပါခုကုမ္ပဏီဝင်တဲ့ကိစ္စကကျွန်တော်တို့ဒေသခံတွေညီလိုက်တိုင်းပြည်လို့မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒေသခံတွေကကွဲရတယ်ဖွင့်လင်းမြင်သာမှုဆိုတဲ့ချက်ပေါ်တော့အရာကြီးကြီးတော့ကျွန်တော်တို့လူရှင်တဲ့ချက်ပေါ့ပိပိကြကြချပြဒါမျိုးမရှိခဲ့ဘူးပေါ့ဒေသအတွက်ဂျူးထက်မိထွေဆူဂျူးဂူမာထိခိုက်ပါလိမ့်မယ်ပေါ့ဒီကသူတို့လောက်တဲ့ဒေသပါတော့မှဒီဘူးတွင်ပိုင်းစီဒီကြီးတာတို့မြေပြူတော့ ဒီတနေ့စံတဲ့တွေ့ဖို့နော်လူတည်တဲ့အထိဖြစ်ခဲ့ဖို့တော့ပေါ့သူတို့ဖေအားဆက်လုံလဲကျွန်တော်တို့ကလည်းဆက်ဒီထက်ပြင်းထန်တဲ့လှုပ်ရှားမှုတွေကန့်ကွက်မှုတွေကျွန်တော်တို့ကဆက်လက်မှလှုပ်ဆောင်သွားဖို့ရှိတယ်ပေါ့မြင့်မတိတောင်မှာအကြီးစားတက်ထုတူဖို့မှုပြုလုပ်ရင်ကုန်းဆောင်ရွာစကန်းကြီးရွာတဲ့စကန်းကြီးရွာဟောင်းနဲ့တိကျရွာမှာရှိတဲ့လူနေအိမ်၄၀၀ကျော်ဘေးဥပတ်ဖြစ်စေနိုင်ပါတယ် အရင်ကအဲ့ဒီဒေတာမှာအသေးစားတတုတူးဖို့ရဲ့လောက်ကတည်းရှိပါတယ်။အဲ့ဓာတွေကြောင့်တဘာဝပတ်ဝန်းကျင်ရေဦးရေထွက်နဲ့ချောင်းမြောင်းတွေပျက်စီးကုန်ပြီးဆန်စပါးနဲ့တီးနှံ့တွေစိုက်ပျိုးလို့မရတော့တဲ့ပြင်တောက်သုံးရည်ကြောင့်လည်းပြည်သူလူထုရဲ့ကျန်းမာရေးတွေထိခိုက်မှုတွေရှိနေပါတယ်။ဒါအပြင်လွန်ခဲ့တဲ့နှစ်ကမိုးရာတွေမှာရေကြီးမြေပြိုတာတွေဖြစ်ခဲ့လို့လူသေဆုံးတာနဲ့ နေအိမ်တွေပျက်စီးတာတွေရှိခဲ့တယ်လို့ဒေတာကန်တွေကဆိုပါတယ်အဲ့ဒီတနင်္လာမျိုးတိချိတ်မှာရည်ကြည်ခဲ့မယ်ဆိုရင်တော့တနင်္ပတ်တက်ကဘီတူကတောင်းယူတောင်းခံမလဲပေါ့နော်ပြချက်မဟုတ်အမျိုးသမီးနေကုံတဲအမျိုးသမီးနေပြချက်မခလိတငယ်နေအတကြီးဦးရေချမရေးဆူချိုးရဲ့အချိုးဆက်နေနဲ့ဘီတူကတောင်းယူမတောင်းခံမလဲဆိုတော့ကတော့ကုမ္ပဏီဘက်ကရောကျွန်တော်တို့ကိုပြောရမရှိသလိုကျွန်တော်တောင်းဆိုပေးမယ်လဲသူတို့ကတော့တစ်ဖက်တော့လူထုကို online test စီးနေတဲ့ဟာမျိုးတွေပေါ့နော် မြင်းမထီတောင်မှာတထုတူဖို့ဖို့လုံနေတာကိုကန့်ကွက်နေတဲ့ဌာနေတိုင်းရင်းသားပြည်သူလူထုတွေကို လေးဝင်းကျဲကုံနေနဲ့တရုတ်ကုံဒီရဲ့လုံချုံရေးတပ်ဖွဲ့တွေကလက်နက်အပြည့်စုံနဲ့လာရောက်အင်အားပြချင်းချောက်တာတွေရှိနေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလေးဝင်းကျဲကုမ္ပဏီပိုင်ရှင်ကယန်းပြည်တည်ပါတီဥက္ကရာကို DPP ကဆက်တွယ်ပေမဲ့ဆက်တွယ်လို့မရသေးပါဘူးကျွန်တော်ခွန်စော်ဦးပါ ရုရှားသမ္မတဗလာဒီမာပူတင်ကမေလ၈ရက်နေ့ညတကောင်ကစပြီး၃ရက်ကြာပြည့်ခတ်ရက်စဲကြောင်းဧပြီလ၂၈ရက်နေ့မှာကြေညာခဲ့ပါတယ်။မီလာကိုရဲ့နေ့မှာကြာရောက်တဲ့ရုရှားရဲ့အောင်ပွဲနေ့280ပြည့်အထိမ်းအမှတ်ပြည့်အပြစ်ခတ်တိုက်ခိုက်မှုတွေကိုအပြည့်အဝရပ်တန့်ဖို့ပူတင်ကအမိန့်ပေးထားတယ်လို့ဂရမလင်နန်တော်ကကြေညာခဲ့တာပါ။ အပြစ်ခတ်ရက်စရေးမှာပူပေါင်းပါဝင်ဖို့ယူကရိန်းကိုရုရှားကတောင်းဆိုခဲ့ပြီးယူကရိန်းကအပြစ်ခတ်ရက်စရေးကိုချိုးဖောက်ရင်တော့ရုရှားတပ်ဖွဲ့ဝင်တွေကလုံလောက်ပြီးထိရောက်တဲ့တုံ့ပြန်မှုတွေပေးမယ်လို့ Kremlin ကပြောခဲ့ပါတယ်။ရုရှားရဲ့အပြစ်ခတ်ရက်စရေးအဆုံးဖြတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့ယူကရိန်းနိုင်ငံသားရေးဝန်ကြီး Andrei Stepy ဟာကရုရှားကအမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားရင်အပြစ်ခတ်ရက်စရေးချက်ချင်းရပ်တင်ပြီးမေလ၈ရက်နေ့ထိမဆောင်ဆိုင်တင်ဖို့လို့ Social Media Platform X မှာရေးခဲ့ပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမကတော့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။